ြီးခဲ့တဲ့ပိုင်းမှာတော့လူကနေမကောင်းဆိုးဝါးဖြစ်ပြောင်းသွားတဲ့ဒီကိုမယ်လီယိုရက်ရိုးတွေကတိုက်ခိုက်ခဲ့ကြပါတယ်အခုဆိုရင်ကိုတာကပါပွဲတဲ့ပြန်ရောက်လာပြီးဖြစ်တာကြောင့်ဒူစီရ9ရောက်ဖြစ်သွားခဲ့ပါပြီစားတော့ပွဲအတွက်ဘန်ကပြင်ဆင်ပေးနေပြီးမယ်လီယိုရက်ကတော့အဖိုးကြီးကိန်းကိုနှုတ်ဆက်နေပါတယ်အဲလီစဘတ်ကတော့အခုမှတွေ့ဘူးလို့ဝန်တာပါတယ်ရှင်းရဲစွမ်းနေတဲ့တိုင်းပြည်ကိုကာကွယ်ပေးပါလို့ကိုတာကိုတောင်းဆိုနေခဲ့တယ်သူတို့တွေကအခုမှတွေ့ဘူးတာမဟုတ်ကြောင်းအိုဒန်ရွာမှာလည်းတွေ့ဘူးပြီးငငယ်ငယ်တုန်းကလည်းငါတို့အားလုံးကိုတွေ့ဘူးတယ်လို့ကိုတာကပြောခဲ့ပါတယ်ဒီလိုနဲ့သူတို့တွေလည်းစားတော့ပွဲကျင်းပခဲ့ကြကာ ကိုတာက ကတော့သူတို့တွေကိုလိုမျိုးကျဉ်းကျဉ်းနားနားရှိပြီးပြန်ဆောင်တွေ့ရတာကိုအံဝမီကြောင့်ပြောခဲ့ပါရယ်လွန်ခဲ့တဲ့ဆယ်နှစ်ကဒူဇီယိုက်ခုနှစ်ပါးကစစ်တပ်ကိုဖျက်ဆီးတဲ့ဆိုပြီးဂျာတုံးငံငယ်ရာတုံးကမင်းမတ်မိလာလို့မယ်လီယိုဒက်စ်ကမိတော့ဂိုတာကသူ့အစွမ်းနဲ့မယ်လီယိုဒက်စ်လက်ပင်ကိုထောက်ထားခဲ့ပါရယ်မင်းတီချန်နာကိုနားလဲတယ်ပုံရိပ်နဲ့တန်နေမတဲခွဲပြီမယ်လို့ခေါင်းဆောင်ပြေဖို့လုံနေတော့တိုက်ခိုက်ခဲ့ပြီးဘာမှမမမီတော့အောင်လုပ်ခဲ့တဲ့သူကတော့ဝိုက်စာဂျူဒူဇီယိုက်မာလင်ပဲလို့ပြောလိုက်ပါရယ်မာလင်ဟုတ်လားဘာလို့လဲလို့မယ်လီယိုဒက်စ်ကမိတော့အကြောင်းရင်းတိတော့ငါမသိဘူးအဲ့ဒီကတည်းကသူ့အကြောင်းကောလာဟာလာတွေကြားခဲ့ ရပေမဲ့ဘယ်ဟာကတိကျမှန်းမသိလို့အမှန်ကဘာလဲမသိပါဘူးလို့ဖြေခဲ့ပါရယ် ဘန်ကကိုသားကိုဆွဲယူလိုက်ပြီးကင်းရဲကိုတင်နန်းကိုကိုသားကတီးရဲဆိုပြီးပြောနေခဲ့ကအကုံလုံးကလည်းကင်းရဲနန်းကိုဝိုင်းယူနေခဲ့ကြပါရဲ။နှစ်သားဖြစ်တာကြောင့်ပန်းရဲနန်းတွေတင်နေခဲ့ပြီးဒီအာနယ်ကရန်ကြီးကန်နေတာကြောင့်ကင်းတယောက်ဟာရန်နေခဲ့ပါရဲ။ကိုသားငါ့ကိုပဲဒီလိုမလုပ်နဲ့လေ။ကျန်တဲ့လူတွေကိုလည်းတကူကူလုပ်ပါအောင်လို့ကင်းကပြောလိုက်ပါရဲ။အဲဒီတော့မှကိုသားကကျန်တဲ့လူတွေပေါ်ကိုလည်းသူ့ရဲ့စွမ်းကိုတုံလိုက်ကဒီအာနယ်ကပေသုံးဆဲရှိတာကို29ပေလိုညာပြောထားတယ်လို့ပြောတော့ကိုသားငတုံးကောင်ဆိုကတောင်းကြမှာတော့တယ်။ဘန်းကိုတော့လွန်ခဲ့တဲ့12နှစ်အေဒင်ဘူးရဲတိုက်တာဝန်တုံးကမင်းဖစ်စကန်ဟန် ်ကိုတုံပြီးတော့ကင်းနဲ့ဒီယာနယ်စီကစွမ်းအားကိုခွေယူထားလိုက်ပြီးသူတို့တိုက်ပွဲမှာရုံကန်နေရာကိုလောင်ရန်နေခဲ့တယ်လေလို့ပြောလိုက်ပါတယ်ဒီလိုကြမတရားတော့ဘူးလေလို့ဘန်ကပြောတော့ကင်းစီကိုသူ့အစွမ်းကိုလမ်းတုံလိုက်ပါတယ်ကင်းကတော့သူ့ရဲ့လိုဝက်ချက်တွေပေါ်ကုန်မှာဆိုလို့အသေးအတန်ရုံကန်နေပါတယ်ဟဲဘရန်ဆိုတဲ့လူကမင်းစွမ်းအားတွေတီးတီးကြမတုံနိုင်တဲ့ចောင်းပြချက်ဖြစ်ပုံရတယ်လို့ပြောရင်ဒီယာနယ်ចောင်းပြောဖို့အလုံးမှာတော့ကိုသားရဲ့ပါဇက်ကိုဝုံဝင်ရုံနဲ့ပိတ်ထားခဲ့ပါတယ်ဒီလိုမျိုးသူများရဲ့တိတ်ကိုမတူးစားသင့်ဘူးလေကိုတာလို့မယ်လီယိုဒက်စ်ကပြောလိုက်ကဟော့ကတော့စကားမပြောခင်လီတူးကိုအရင်ဖတ်တင်ကြောင်းပြောလိုက်ပါတယ်သူသ ေချာတော့နားမလည်ပေမဲ့ Meliodas နဲ့ Elizabeth တို့ရဲ့အခြေအနေကိုကြည့်လိုက်ကမင်းသမီးကခေါင်းဆောင်ကိုကြိုက်နေတာမလားလို့မိချလိုက်ပါတော့တယ်။မင်းသမီးကခေါင်းဆောင်နဲ့စကားပြောတဲ့အခါသူမရဲ့တန်ပိုမြင်လာပြီးနှလုံးခုန်တန်ကလည်းပုံမြန်လာတယ်။ဒါငါကြားဘူးတဲ့လူသားတယောက်ချင်းမိသွားတဲ့အခါဖြစ်ပေါ်တဲ့လက္ခဏာတွေပဲလို့ပြောနေခဲ့ကဘန်နဲ့ဂင်တို့တွေကတော့အနောက်ကမနာလိုဝန်တိုမှုဒူးစရိုက်မလေးကိုကြောင်းနေကြပါပြီ။ Elizabeth ကလည်းရန်ကိုရှံနေခဲ့ကဒီယာနယ်ကတော့ရက်မူပြီးအိပ်ပျော်နေလို့တော်ပါသေးရဲ့။ Meliodas ကတူသားကိုယူလာပြီးလို့ကျေးဇူးတင်ကြောင်းပြောတဲ့အခါမှာတော့ Liz ကဘယ်လိုမျိုးမင်းကလေးလဲ ယ်လို့အလစ်ဘတ်ကမိခဲ့ပါတယ်။မင်းနဲ့တော့ဆန့်ကျင်ဘက်ပဲ။သူမကအမြဲတမ်းတိုက်ခိုက်နေတယ်။ဒါပေမဲ့မင်းနဲ့လည်းတူတယ်။နှစ်ယောက်လုံးကကြံ့ခိုင်နေလို့ပြောကဒီနေရာကတော့တူဆုံးပဲလို့ပြောပြီးနှိုးတွေကိုညှစ်နေပါတယ်။ဒါကနှုတ်ဆက်နေကြပုံစံလားဆိုပြီးကိုဒါကမိတော့ဟုတ်မလားဆိုပြီးတော့ဟောကအော်လိုက်ပါတယ်။ drivers ကလည်းသူသားကြီးရမှုကိုဆုံရှုံခဲ့ရတာကြောင့်နန်းတော်ကခဏထွက်သွားခဲ့ပြီးတော့အခုတော့ပြန်ရောက်လာခဲ့ပါပြီ။တူမရှိတဲ့အတော်တွင်မှာမျိုးဆက်တွေအများကြီးတိုးလာကြောင်းအားလုံးရဲ့မျက်လုံးတွေကတခုခုကိုပိုင်ဆိုင်ထားကြတယ်လို့ဖြစ်နေပြီးအကုန်လုံးက Henderson ရဲ့နေမြေတွေကလူတွေလို့ ို့ဟောက်စာကပြောပြနေခဲ့ပါတယ်။ဂျယ်ရီဂျိုနဲ့ကူီလာတို့ကတော့လေ့ကျင့်နေကြတာစိတ်နဲ့လူမကပ်ဖြစ်နေတဲ့ဂျယ်ရီဂျိုကိုနေပါဖြစ်နေတာလဲလို့ကူီလာကမေးလိုက်တယ်။တန်ချက်ကဘလူးကိုရှင်ပြဖို့အတွက်ဂေါင်ရောတို့ကိုစီလို့တော့တူမနောက်ကနေလိုက်သွားရင်အဲ့ဒီမကောင်ဆိုဝါနဲ့ဒူစီယန်ခုနှစ်ပါးတို့ရဲ့တိုက်ပွဲကိုမြင်ခဲ့ကြအောင်အဲ့ဒီမကောင်ဆိုဝါစီကနေထူကြတဲ့မော်ငွေတန်တစ်မျိုးကိုခန်းစားမိခဲ့တယ်လို့ပြောပြလိုက်ပါတယ်။တကူကမြေရောက်တဲကနဇိုးလိုမျိုးငွေတန်နဲ့နောက်တကူကတော့မြင်းမြတ်စစ်တီပဲလို့ပြောလိုက်ပါတယ်။မြင်းမြတ်စစ်တီရဲ့စွမ်းအားရောမကောင်ဆိုဝါစရိုက်ရောရှိနေတဲ့မကောင်ဆိုဝါဆိုတာကမ ယုံကြည်နိုင်စရာကြီးမလားအဲ့ဒါကမျိုးဆက်သစ်ဆိုတဲ့ငါတို့နဲ့အတူတူပဲလို့ဂျယ်ရီဂျိုကပြောပြနေခဲ့ပါတယ်။တေးကြအောင်လို့ဒူစီယိုက်ခုနှစ်ပါးမြေမျိုးခဲ့တဲ့နေရာကိုတူကြည့်ခဲ့တယ်လို့ပြောကမြင်းမြစစ်တီဖြစ်ခဲ့ဘူးတဲ့လူကိုပေါ်ကဆွဲကြိုးလေးကိုထုတ်ပေးလိုက်ပါတယ်။အဲ့ဒီလဲဆွဲကိုမြင်တော့ဂူဟီလာတယောက်ဟာရန်ကိုတုံလုံးသွားခဲ့ပါတယ်။ဟဲဘရန်ကတော့စမ်းတတ်တာကြာရှုံးခဲ့တဲ့တန်ချက်ကဘလူးကိုဖြစ်ချင်းပြီးပြီလို့ဟန်ရီဆန်ကိုပြောနေခဲ့တယ်။သူတို့နှစ်ယောက်ရဲ့ရှိမှာတော့မယ်လီယိုဒက်စ်ရဲ့တရင်ထဲထားတဲ့ဂိတ်ပေါက်တစ်ခုရှိနေခဲ့ပြီးအဲ့ဒီကနေပြီးတော့နှစိုးတွေကိုစင်ခေါ်နေကြပါတယ်။ဂိတ်ပေါက်ကတင်းနေခဲ့တာကြောင့်လိုအပ်တဲ့ ာတွေမစုံသေးဘူးလို့လည်းပြောနေပါတယ်။တစ်ဖက်မှာကိုဒါကတော့ဘန်ရန်နိုးကိုညှင့်နေပြီးဒါကမနီကခေါင်းဆောင်စီက တင်ခဲ့တဲ့နှုတ်ဆက်နီးတယ်လို့ပြောနေပါတယ်။အခုငါတို့တွေနောက်ဘွဲဝင်တွေကိုတွားချရတော့မှလားလို့ကိုဒါကမီတော့အဲ့ဒါမတိုင်ခင်လီယိုနက်စ်တွေဝင်ပြီးတော့ငါသားကိုပြန်ယူရမယ်လို့မယ်လီယိုရက်စ်ကပြောလိုက်ပါတယ်။အကုန်လုံးကခိုးကန်လိုက်ရတာဟာကိုအပြင်းနဲ့ကိုမှုမလိုက်ဘူးလို့ပြောတော့နှစ်သိမ့်ပေးပါအောင်ဆိုပြီးအဲလစ်ဘရက်စ်ကအုပ်ထဲကိုပြင်ဝင်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့အစုံမဲမောင်မိုက်တက်တာအကြောင်းကိုရှင်းပြခဲ့ပါရယ်အဲ့ဒီနဂါလက်ကင်ကအဲ့ဒီတက်တာကိုပွင့်နေတော့ဖြစ်ခဲ့တဲ့ တန်တာယီကိုပြောပြခဲ့ပါရယ် ရှေးတုန်းကနဗျားမျိုးနွယ်လူပလူမျိုးနွယ်နဲ့နတ်တငယ်မျိုးနွယ်လူသားမျိုးနွယ်တွေကစွမ်းအားတွေကိုပေါင်းဆက်ပြီးတော့နတ်ဆိုးမျိုးနွယ်ကိုချိတ်ပိတ်ဖို့အတွက်အရာကိုတုံးခဲ့ကြတာလေလို့မယ်လီယိုဒက်စ်ကပြောပြလိုက်ပါတယ်။အဲ့ဒီစိတ်ပိုင်းတွေကိုစုပြီးတော့မြင်းမြစစ်တီတွေကမလုပ်ကြမှလဲလို့အဲလစ်ဘက်ကမီးတော့အပြစ်နိုင်ဆုံးကနတ်ဆိုးမျိုးနွယ်ကိုပြန်လဲရှင်တန်းအောင်လုပ်ဖို့ပဲလို့ပြောလိုက်ပါတယ်။တဖက်မှာဟန်ဒရီဆန်ကလည်း Drivers ကိုမကြခင်မှာဟောလီဝါကြောက်တော့မဲ့အကြောင်းကိုပြောပြနေခဲ့တယ်။ဟန်ဒရီဆန်လှုပ်ချင်တာကနတ်ဆိုးမျိုးနွယ်တွေကိုချိတ်ပိတ်ထားတာကိုပြန်လုပ်ပေးပြီးသူတို့မြင်းမြတ်တူရဲကောင်းတွေကပဲအနိုင် ူမယ်ဆိုတဲ့ပုံစံမျိုးပါတကယ်တော့ Henderson နဲ့ Driver တို့ကစကားတွေများကြီးပြောနေတာမို့ဒီလိုလိုရင်းတို့ရှင်ရှင်းပြလိုက်တာပါ Driver ကအဲ့ဒါကိုလက်မခံနိုင်တော့လွန်ခဲ့တဲ့10နှစ်တုန်းကမင်းကြီးရင်ဇရက်ထရကိုတက်မဲ့လှုပ်ကြံစက်ထဲမှာငါ့ကိုပါဖို့ပြောခဲ့တာကိုမမီဒေလာလို့ Henderson ကချိန်ရောက်လိုက်ပါတယ်မင်းရဲ့နောက်တက်လာမဲ့ကြီးမြတ်တဲ့တူရဲကောင်းနေရာကိုအာနာယင်မူးကျင်တဲ့စိတ်နဲ့အမိန်ပေးခဲ့တယ်လို့လည်းပြောလိုက်ပါတယ် Driver ငါမင်းကိုလိုအပ်တယ်ဒါပေမဲ့ငါ့ကိုအာခံရင်တော့မင်းရဲ့တာကရီယာမို့လို့မျိုးဖြစ်သွားလိမ့်မယ်လို့ပြောလိုက်ပါတယ်မယ်လီယိုဒက်စ်တို့ရဲ့ဘက်မှာတော့ခေါင်းဆောင်ရတာကိုကန်လိုက်ရပြီဆိုတော့ တော့နဇိုးတွေပြန်လဲရှင်တန်းလာပြီလားလို့တီယာနယ်ကမေးနေပါတယ်အတားစီးကရန်ကိုခိုင်းမာတာဖြစ်လို့ဖောက်ပြက်လိုက်ပြီဆိုရင်အမတ်သားတခုခုတော့ကြံခဲ့မှာပဲလို့ပြောတော့ ဖောကကြောက်ကြောက်နဲ့ထောက်အောင်လိုက်ပါတယ်။ဒါပေမဲ့သူပြောလိုက်တဲ့စကားလေးတွေမှာတော့အမှန်တလေးတွေပါနေပါတယ်။အဲ့ဒါကတော့မြင်းမြစ်စစ်ကြီးတွေကအမြဲတမ်းမယ်လီယိုဒက်စ်ရဲ့ဒါနဲ့အဲလစ်ဘတ်တို့ရဲ့နောက်ကိုလိုက်နေကြတာပါ။အခုလည်းအဲလစ်ဘတ်ရဲ့နောက်မှာဟန်ဒရီဆန်စီလွတ်လိုက်တဲ့မြင်းမြစ်စစ်တီတယောက်ကရောက်လာခဲ့ပြီးအဲလစ်ဘတ်ကနောက်ဆုံးသောစိတ်ပိုင်းပဲလို့ပြောလိုက်ပါတယ်။မယ်လီယိုဒက်စ်တားလို့မရလိုက်ခင်မှာပဲအဲလစ်ဘတ်နဲ့ဟော်ဒိုကိုနေရာရွှေပြောင်းပေါ်နဲ့ခေါ်သွားပြီးတော့ပျောက်သွားခဲ့ပါတော့တယ်။ကိုတာကတော့အဲ့ဒါကမဂျီရှန်ပြစ်မယ်လို့ပြောလိုက်ကမယ်လီယိုဒက်စ်ကတော့ဓာတ်ကိုကင်ဆယ်ပြီးတော့ထွက်သွားခဲ့ပါပြီ။မိုင်၄၀လောက်ဝေးသေးတာက ကြောင့်ဒီအားနဲ့ကိုနိုင်ငံထဲဝင်မှာမို့သူတို့ကိုပြစ်ပေးဖို့အတွက်ပြောလိုက်ပါတယ်။အဲဒီလိုနဲ့ Meliodas ဘန်နဲ့ Godaro တွေကလီယိုနက်စီကိုတက်တဲ့ကြီးတို့ဝင်သွားခဲ့ကြပါတယ်။နိုင်ငံထဲကိုကျူးကျော်ဝင်ရောက်လာပြီးဖြစ်တဲ့ Meliodas တွေကို driver ကမြင်းမြန်းစစ်တီတွေကိုတားဆီးဖို့အတွက်မိန်ပေးလိုက်ပြီး Meliodas ကတော့တတ်နိုင်သမျှအသေးချေနေနေနဲ့အမြန်ဆုံး Elizabeth ကိုကယ်ဖို့အတွက်မိန်ပေးလိုက်ပါတယ်။တောင်ဘက်ကိတ်ကနေပြီးတော့လဲ Camlo ရဲ့ဘရင် Arda တို့ကရောက်လာပြီးတော့တိုက်ခိုက်နေတဲ့အကြောင်း Handrison ကိုမြင်းမြန်းစစ်တီတယောက်ကတင်ပြနေခဲ့ပါတယ်။